မင်္ဂလာပါရှင်2025ခုနှစ်အောက်တိုဘာလ24ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗီယာသတင်းများကို နေပြီးတော့မိုးလေဝသနဲ့ဇလားဗီယာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြင်ကြားပါမယ်ရှင်လွန်ခဲ့တဲ့24နာရီအတွင်းကမြို့အလိုက်ရွာသွန်းခဲ့တဲ့မှတ်သားပွဲရာမွေးစဉ်များမှာမချမ်းမော့မြို့မှာတတသမာ3ရှစ်လက်မှာတရဲမြို့မှာ3ညတတသမာ2 3ညလက်မှာနဲ့6မြို့မှာ3ညတတသမာ3ညလေးလက်မှာတို့တိုင်းထွာရရှိခဲ့ပါတယ် ဒီကနေ့နေ့လေတနအိခွဲချေမိုးလေဝသကျူရုမှာဖန်ရရှိရပုံရကပ်ပလီပင်လေပင်တောင်းမိုင်းနဲ့မင်္ဂလာပင်လေော်တောင်းမိုင်းတို့မှာတိတ်ထူထန်နေပြီကပ်ပလီပင်လေပင်မြောက်ပိုင်းနဲ့ကြံမင်္ဂလာပင်လေော်တို့မှာတဲ့ရင်းငယ်မှာတဲ့အတင်အတင်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ ကချင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်နာများဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်နာများရွေလျာရာနေရာတရှာမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးထုပ်ပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတိကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်စွတ်တင်တရီပြုတ်နိုင်မှရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အနည်းငယ်မှတိမ်အထင်အတင်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံအရမြန်မာနိုင်ငံတောင်ပိုင်းစွန်းဒေသတွေမှာလေပြင်းအားရောနေနေတာကိုတွေ့ရပါတယ်ပင်လယ်ပင်လယ်ရောအခြေအနေများကတော့ဒီကနေ့မြန်မာစံတော်ချိန်၁၂နာရီခွဲအချိန်တိုင်းထွားကြများအရာပင်လယ်ပင်လယ်ရောအရှိတောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းရနေရုံဟာဆက်လက်တရှိနေပါတယ်အဆိုပါလေပြင်းရနေရုံဟာအနအနမြောက်ဘက်သို့ရွေ့လျားနိုင်ပြီးနောက်၂၄နာရီအတွင်းပုံမှန်အားကောင်းလာနိုင်တယ်လို့ခန့်မှန်းရပါတယ်မြန်မာပင်လယ်မြန်မာ မြဝကျော်မမွန်တမားခွေမွန်တနင်္သာရီကမ်းရံတရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတက်ခါတရံမိုးသက်လေးပြင်းများကြာရောက်ပြီးလှိုင်းတင်တမားလှိုင်းကြီးနိုင်ပါတယ်မိုးသက်လေးပြင်းကြာစဉ်ရေးပြင်းပြင်းပြင်းလေးဟာတနအီကို25မိုင်မှာမိုင်30အထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင့်မှာမြဝကျော်မမွန်တမားခွေမွန်တနင်္သာရီကမ်းရံတရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာခုနှစ်ပေမှာကိုဗစ်ခံရှိနိုင်ပါတယ် ကျန်မြမပင်လေမြမလှိုင်းနေငယ်မှာလှိုင်းအတင်တဲရှိပါမယ်လှိုင်းမြမရခိုင်ကန်ရတရှောင်းနဲ့ကမ်းလွန်ပင်လေပြင်တို့မှာ လေးပြီမှာ၆ပြီခန်းရှိနိုင်ပါတယ်မနှက်ပြန်နေတဲ့ဒီခက်မှန်းချမ်းများအနေနဲ့ကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာတိမ်အတင်တင်ဖြစ်ထွန်းပြီးကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကျကျနဲ့ရှမ်းပြည်နယ်တောင်ပိုင်း ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနေပြည်တော်အေရဝတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကယင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမုထစ်ချုံရွာပါမယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်내များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနေ့ပြန်နေတဲ့အချိန်မိုးလေဝသအခြေအနေခမန်းချက်မှာ200ကွက်ကြားမိုးထစ်ချုံရပါမယ်အမြင့်ဆုံးပူချိန်မှာ34ဒီဂရီဆယ်စီယက်63ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ 22ဒီဂရီဆယ်စီယက်82ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်မနက်ပြန်နနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလဲ200ကွက်ကြားမုတ်ထချုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ34ဒီဂရီဆယ်စီယက်63ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ25ဒီဂရီဆယ်စီယက်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မလေးမျိုးနဲ့အနီတဝိုက်အတွက်မနက်ဖြန်နနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာ တိတ်အတင်တင်ချစ်ချောပါမယ်။အမြင့်ဆုံးပူချိန်မှာ35ဒီဂရီဆယ်စီယက်65ဒီဂရီဖာရင်ဟိုက်နဲ့အနိပ်ဆုံးပူချိန်မှာ23ဒီဂရီဆယ်စီယက်83ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခမန်းချက်များအနေနဲ့ကတော့တနင်္လာရီတိုင်းဒေသကြီးမှာနေရာကျကျမှာနေရာစိတ်စိတ်မုတ်ထချုံရွာနိုင်ပါတယ်။လာမယ့်စနေတနင်္ဂနွေအားလည်းများအတွက်မိုးလေဝသခမန်းချက်များအနေနဲ့ကတော့နေ့ပြီတော်မှာနေရာကွက်ကြားမုတ်ထချုံရွာပါမယ်။ ရှန်ကုန်တိုင်းဒေသကြီးမှာလည်း200ကွက်ကြားမုတ်ထချုံရွာပါမယ်။မန္တလေးတိုင်းဒေသကြီးမှာလည်း200ကွက်ကြားမုတ်ထချုံရွာပါမယ်။အခုတင်ပြခဲ့တာကတော့ဒီနေ့မိုးလဲနှစ်နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလားပြရာသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအစမှာချမ်းသာကြပါစေရှင်။